Rated အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ဒီကနေ့ပြန်လဲကြိုဆိုလိုက်ပါရှင် ငရင်းတန်းခန်းစားနေရတဲ့မြန်မာပြည်သူများအတွက်ဥရောပသမဂ EU အမေရိကန်နော်ဝေးနဲ့ UK နိုင်ငံတို့ကကုရင်ထောက်ပံ့ပေးသွားမှာဖြစ်ပြီးဘေးဒဏ်သင့်တဲ့ဒေတာများတို့အပြည့်အဝအသာစီမရှိဝင်ရောက်နိုင်ရေးတောင်းဆိုထားပြီးလို့သိရပါတယ်။ငရင်းတန်းခန်းစားနေရတဲ့မြန်မာပြည်သူများအတွက်ဥရောပသမဂ EU အမေရိကန်နော်ဝေးနဲ့ UK တို့ကကုရင်ထောက်ပံ့ပေးသွားမှာဖြစ်ပြီးဘေးဒဏ်သင့်တဲ့ဒေတာများတို့အပြည့်အဝအသာစီမရှိဝင်ရောက်နိုင်ရေးတောင်းဆိုထားကြောင်းသိရ 娃娃嘞。啊啊啊啊 မဆနာနှစ်ဆင်းရှိရက်မွန်တဆနနိုင်း52မိနစ်ကလှုပ်ခတ်လိုက်တဲ့စကိုင်းငလင်းဒဏ်ခံစားနေရတဲ့မြန်မာပြည်သူများအတွေ့ဥရောပသမဂ္ဂကကနအူအရေးပေါ်အကူအညီအဖြစ်ယူရို1.5တန်းကူညီပတ်ပို့ပေးရန်ဆုံးဖြတ်လိုက်ကြောင်းယခု၆ပတ်လိုက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုဟာမြန်မာနိုင်ငံမှာရှိတဲ့အထိခိုက်လွယ်ဆုံးသူများရဲ့အရေးပေါ်လွတ်အချက်များကိုဖြစ်စေပေးရန်နဲ့အသက်များကိုကယ်တင်ရန်အတွက်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းအသိပေးထား များဖြစ်ပါတယ်။ဥရောပသမဂ္ဂဟာနောက်ချအကူအညီများပေးအပ်ပံ့ပိုးနိုင်ရန်အတွင်းမြေပြင်အခြေအနေနဲ့လိုအပ်ချက်များကိုအကဲဖြတ်လျက်ရှိနေပြီးယခုခွဲဝေချပေးထားမှုဟာ2025ခုနှစ်အတွင်းမြန်မာနိုင်ငံအတွင်းထောက်ပံ့ပေးထားတဲ့ဥရောပသမဂ္ဂရဲ့လူတားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို35တန်းအထိရောက်ရှိသွားပြီဖြစ်သည်ဟုဆိုထားဖြစ်ပါသည်။ အလောင်းသူအမေရိကန်နိုင်ငံများကလည်းစကိုင်းကလေးအတွဲအရေးပေါ်တုတ်ပြန်မှုအနေဖြင့်မြန်မာနိုင်ငံအခြေဆိုင်လူသားချက်စနာမှုဆိုင်ရာအကူအညီပေးအပ်တဲ့အဖွဲ့အစည်းများကလည်းတဆင်အမေရိကန်ဒေါ်လာနဲ့တန်းအထိပံ့ပိုးကူညီပေးအပ်သွားမှာဖြစ်ကြောင်း ထို့ပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အရေးပေါ်တုတ်ပြန်ရေးအဖွဲ့ဟာအရေးပေါ်နောက်ခုစရာအစားတောင်းစေဝါလွတ်အချင်းနဲ့ရေရရှိနိုင်မှုအပေါ်မှာငလေဘေးတိဒေတာများရှိပြီးသူများရဲ့အဘူးတပြင်းလွတ်အချက်များကိုတုံးတက်ဖော်ထုတ်ရန်မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်းထုတ်ပြန်ထားဖြစ်ပါသည်။ ပြစစောရှုံမှုများမှာပြည်내ထူထောင်ရေးကြိုးပမ်းရရှိနေကြတဲ့မြန်မာပြည်သူများအတူအမေရိကန်ပြည်ထောင်စုကရက်တည်ရရှိနေပြီးဤအခက်ခဲကာလအတွင်းမှာအသက်ဆုံးရှုံးမှုများနဲ့နံပါတ်ဆက်တွဲရပြစစောရှုံမှုများအတွင်းအားလုံးနဲ့အထက်တူမိမိတို့ဝန်내စိတ်မကောင်းဖြစ်ရပါကြောင်းအသိပေးထားဖြစ်ပါရယ် ချို့ပြင်နော်ဝေးနိုင်ငံကလည်းငလေမငလေမလုံမီမှာလူပန်းတန်း20ဒီဆူဆူလူဒါချင်းဆန္ဒချချမှုအကူအညီများလိုအပ်နေခဲ့ပြီးငလင်ကြောင့်ရှိပီတာလူဒါချင်းဆန္ဒချချမှုဆိုင်ရာအခြေအနေပေါ်မှာထပ်ဆင့်လိုက်ပြီးအကြက်အတက်တစ်ခုဖြစ်ကြောင်းနော်ဝေးနိုင်ငံကဖွပြတိုးတက်ရေဝန်ကြီးကပြောဆိုထားဖြစ်ပါတယ် UK နိုင်ငံအစိုးရအနေဖြင့်လည်းအင်အားပြင်းမြေကလေးတန်းတင်တဲ့မြန်မာပြည်သူများအတွက် Star နဲ့ပေါင်း30တန်းထပ်ပတ်မိဖြစ်ကြောင်း Master 29ရက်နေ့ကကြေညာချဖြစ်ပါရယ်။ ပြင်းထန်တဲ့ငနေလောက်ခတ်ပြင်းနောက် UK ကမြန်မာပြည်သူများခြံသောအသက်ကဲအကူအညီတွေဆစ်ချင်းပေးပို့လည်ရှိပါတယ်။ UK မှာရန်ပုံငွေထောက်ပံ့ထားတဲ့ပြည်တွင်းမိဖက်အဖွဲ့အစည်းကမြေပြင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုတွေကိုအကောင့်ချက်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီးယခုထောက်ပံ့လိုက်တဲ့ Standing Bank စက်တန်ကငါတို့ရဲ့အကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပုံမအားကောင်းလာစေမှာဖြစ်ကြောင်းသိရပါတယ်။ ဒီဂျေကွဲဖွဲ့ဖြစ်ရအတွက်မြန်မာပြည်သူပြည်သားအလို့ကိုအလေးနဲ့ဆုံးသောကိုချင်းစာမှုဖြင့်ကိယူနာတက်မိပါတယ်ဟု ဖွေဖြိုးသူတရေဆိုင်ယံဝန်ကြီးကလည်းပြောဆိုထားဖြစ်ပါတယ်